ထရမ့်ရဲ့ဂါဇာငြိမ်းချမ်းရေးအစီအစဉ်လို့ဝက် စာတမ်းပေါက်ကြားလာခဲ့ပါတယ်။ဒီစီစီဟာတကယ်ပဲငြိမ်းချမ်းရေးအတွက်လားဒါမှမဟုတ်အကြီးအမားဆုံးမြေသိမ်းပွဲကြီးလားဆိုတာကိုတစ်ချက်လောက်သုံးသပ်ရအောင်။ဒီအကြောင်းအရာမပြောခင်မှာ NKB Entertainment YouTube Channel လေးကို Like and Subscribe တွေလုပ်ပေးမယ်ဆိုရင်နောက်ဒီလိုဘူးတူတရတဲ့ဗီဒီယိုတွေဖန်တီးဖို့ခွန်အားဖြစ်စေတာကြောင့် Like and Subscribe တွေလုပ်ပေးဖို့တောင်းဆိုပါတယ်ရှင်။ ငင်းချင်ရင်စီစဉ်တဲ့ပတ်သက်တဲ့လှုပ်ဝက်စာရဲစာတမ်းတွေကနာမည်ကြီး political သတင်းဌာနကဒီစာရဲစာတမ်းတွေရထားတယ်လို့ဆိုပါတယ်ဒီစာရဲစာတမ်းတွေကအမေရိကန်ရဲ့ထိတ်တန့်စစ်ဘက်အရာရှိတွေအစ္စရေးအရာရှိကြီးတွေနဲ့ Rand Corporation တို့တွဲခေါ်ပညာရှင်အဖွဲ့တွေတက်ရောက်နေတဲ့နီနော့ဖလေဘွဲကနေထွက်ပေါ်လာတာပဲဖြစ်ပါတယ်ဒီနီနော့ဖလေဘွဲမှာသူတို့ဘာတွေဆွေးနွေးခဲ့လဲအပေါ်ယံကြည့်မယ်ဆိုရင်တော့ Trend ရဲ့အစီအစဉ်မှာ Harvard တွေအများကြီးရှိနေလို့ အဲ့ဒါတွေကိုဘလို့ပါတီမလဲဆိုတာနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့တာပါတကယ်တော့ဟာကွက်ဆိုတာထက်အတိတ်ကအတားစီကြီးကအစ္စရေးအစိုးရကိုယ်တိုင်ပဲဖြစ်နေမလား political သတင်းတင်ဆက်မှုအရာအစ္စရေးအစိုးရဟာဂါဇာမှာငြင်းချင်းရရဖို့လုံးဝစိတ်ဝင်စားပါဘူးသူတို့ရဲ့ရွယ်ချက်အစစ်မှန်ကပါလက်စတိုင်းတွေကိုဂါဇာကနေနှင်းထုတ်မယ်မီနီယာကိုသိမ်းမယ်ပြီးရင်အစ္စရေးလူမျိုးတွေအခြေချနေထိုင်ဖို့ပဲဖြစ်တယ်လို့အစ္စရေးလွတ်တော်မှာတော့ပွင့်ပွင့်လင်းလင်းပြောနေကြတာနဲ့ပတ်သက်ပြီးကိုးကားပြောဆိုထားပါတယ် ဒါကိုအမေရိကန်အစိုးရထရမ့်ရောဘိုင်ဒင်ရောက အစ္စရေးဟာအတားအဆီးမဟုတ်တယ်လို့မျိုးဟန်ဆောင်နေတာကိုလည်းပြင်းပြထန်ထန်ဝေဖန်ထားပါတယ်။ဒါဆိုအခုသူတို့ရဲ့အပီပီဆိုင်ယာတပ်ဖွဲ့အစီအစဉ်ကပါလေ တည်ငြိမ်ချမ်းရေးစီစဉ်တဲမှာ FPP ဆိုင်ရာတည်ငြိမ်ရေးတပ်ဖွဲ့ဖွဲ့ဖို့ပါဝင်ပါတယ်။ဘာကြောင့်ဒီတပ်ဖွဲ့ကိုထားချင်တာလဲ။အထက်ကရွယ်ချက်၃ခုရှိပါတယ်။အီဇရီအတွက်ဂျာခန်အဖြစ်ထားရှိဖို့ပါ။အီဇရီစစ်တပ်ကဂါဇာထဲမှာရှိနေရင်ပါလက်စတိုင်းတွေနဲ့နေ့တိုင်းတိုက်ပွဲဖြစ်နေမယ်။ဒါကြောင့်ဂျာထဲမှာတခြားနိုင်ငံတပ်တွေကိုထားလိုက်မယ်ဆိုရင်အီဇရီစစ်သားတွေအသေးအပြောက်သက်သာမယ်။လုံခြုံရေးအရာလည်းစိတ်ချရမယ်။ဒုတိယအချက်ကဟာမတ်အဖွဲ့ပြန်လည်အာမကောင်းလာအောင်စောင့်ကြည့်ဖို့နဲ့လက်နက်တွေမစုနိုင်အောင်တားဆီးဖို့ပါ။တတိယအချက်ကနိုင်ငံတကာကိုဝန်တော့ဝန်ဖို့ခွဲဝေစေ တာပဲဖြစ်ပါတယ်။ဂါဇာပြည်နယ်ထူထောင်ရေးမှာပိုက်ဆံအများကြီးလိုပါတယ်။အမေရိကန်ကဒီတပ်ဖွဲ့မှာဆိုဒီ UAE အီဂျစ်တို့လိုကျွဲဝါတဲ့အာရဗ်နိုင်ငံတွေကိုပါဝင်စေချင်တယ်။ဒါမှကုန်ကျစရိတ်ကိုသူတို့စီကတောင်းလို့ရမှာဖြစ်တယ်လို့အမေရိကန်နဲ့အီဇရဲကသိမ်းပိုက်ထားတဲ့ဆိုတဲ့ဆွတ်ဆွဲချက်ကနေလည်းရှောင်ထွက်လို့ရသွားပါလိမ့်မယ်။ဒါပေမဲ့အင်ဒိုနီးရှား၊ပါကစ္စတန်၊တူရကီလိုနိုင်ငံတွေကိုဝင်ပါဖို့ဆွဲတဲ့အခါသူတို့ကတွန်းဆုတ်နေကြပါတယ်။ ။ဘာလို့လဲဆိုတော့သူတို့ကအစ္စရေးကိုစားဟာမတ်စ်ကိုဝင်တိုက်ပေးရမယ့်အခြေအနေဒါမှမဟုတ်အတုံးချခံဖြစ်သွားမယ့်အခြေအနေကိုသဘောပေါက်ထားလို့ပါပဲ။အစည်းအဝေးမှတ်တမ်းတစ်ခုမှာပါတဲ့အတိုင်းပြောရရင်ဘယ်နိုင်ငံမှတပ်ဖွဲ့အင်အားမန်ပါဝါကိုမထည့်ချင်ကြဘူး။ပတ်စံတော့ပျော်ပျော်ကြီးထုတ်ပေးမယ်။ဒါပေမဲ့လူအင်အားပို့ဖို့ကတော့မလုပ်ချင်ကြဘူးလို့ဆိုပါရတယ်။ဒီစီစဉ်ကတကယ်ရောလက်တွေ့ကြရဲ့လား။အစည်းအဝေးတက်ရောက်သူတူပြောတာကဒီစီစဉ်ကဘလို့အကောင့်ထဲပေါ်ရမလဲဆိုတော့လက်တွေ့နည်းဗျူဟာတွေလုံးဝမပါဝင်ဘူး။ လူတိုင်းကပေလေးတောင်အမြင့်မှာပြန်ဝဲနေတယ်လို့မျိုးစကလုံးလှလှလေးတွေပဲပြောနေပြီးဘသူမှမြေပြင်ကိစ္စကိုမပြောဘူးလို့ဝေဖန်ထားပါတယ်။ဒါဆိုအမေရိကန်ရဲ့ရွေးချက်အမှန်ကပါလေ။ဒါကအရေးကြီးဆုံးအပိုင်းမှာတောက်ချလာတဲ့စာရဲစာတမ်းတွေအရအမေရိကန်ကဂါဇာကိုစီးပွားရေးပြန်လည်ထူထောင်ရေးကနေလုံခြုံရေးအထိအထိကထိန်းချုပ်မဲ့ပုံစံမျိုးကိုလိုချင်တာပါ။ ဂါဇာကိုအုပ်ချုပ်မဲ့ဘလို့ပါလက်စတိုင်းအဖွဲ့အစည်းကိုမဆိုဆဲဆုနစ်ပေါင်းများစွာအမေရိကန်ရဲ့အကြံဉာဏ်နဲ့ထောက်ပံ့မှုကိုလိုအပ်လိမ့်မယ်လို့ရေးထားပါတယ်။ထရန်ရဲ့သမတ်ဂျယ်ရီခရှနာကိုရိုင်းကဟာဘတ်တက္ကသိုလ်အင်တာဗျူးတစ်ခုမှာဂါဇာရဲ့ကမ်းခြေအင်ချင်မြေတွေကတန်ဖိုးရှိနိုင်ကြောင်းပါလက်စတိုင်းတွေကိုနက်ဂက်သဲကနိုင်ရဖက်ရွှေ့ပြောင်းပြီးရှင်းလင်းလုပ်တည်ကြောင်းပြောခဲ့ပူပါတယ်။ဒါကိုလည်းဗီဒီယိုဖိုင်နဲ့တကွာအနောက်တိုင်းမီဒီယာတွေမှာအများကြီးဖော်ပြခဲ့ပါတယ်။ ဒီအချက်ကြောင့်ထရန့်ရဲ့သမရကဂါဇာရဲ့ပင်လယ်ကမ်းခြေမြေနေရာတွေမှာအင်ချမ်းမြင်ရင်းနှီးမှုလို့ပိုစိတ်ကူးရင်နေသလားဆိုပြီး တင်ဆက်သူအန်နာကက်စပါရီယာကပြောဆိုထားပါတယ်။ဒါရီအားလုံးထက်ပိုဆိုတာကနောက်ထပ်အစ္စရေးသတင်းဌာနရဲ့ Ynet Global ကဖော်ပြတဲ့သတင်းမှာအမေရိကန်ဟာဂါဇာနယ်စပ်အနီးမှာဒေါ်လာတန်30ကျော်အကုန်ကျခံပြီးအမေရိကန်စစ်အခြေစိုက် Lowest Scan တစ်ခုတည်ဆောက်ဖို့ပြင်ဆင်နေပါတယ်။အဲ့ဒီ Scan မှာအမေရိကန်စစ်သားထောင်ပေါင်းများစွာကိုတက်ဆွဲထားရှိဖို့ဖြစ်ပါတယ်။ဒါပေမဲ့အမေရိကန်အစိုးရကတော့ဒါဟာ Radar စခန်းသာဖြစ်ပြီးစစ်တပ်အင်အားအလုံးရင်းနဲ့ဝင်ရောက်ဖို့မဟုတ်ဘူးလို့ညင်းဆိုထားပါတယ်။ဆိုတော့ခြုံပြောရရင်ဒီငိမ့်ချမ်းရေးအစီအစဉ်ဆိုတာ ဂါဇာကိုလုံးဝဖျက်ဆီးပြီးနောက်ပါလက်စတိုင်းလူမျိုးတွေကို ရှင်းထုတ်ဖို့အစ္စရေးကမြေနေရာတွေသိမ်းပိုက်ဖို့ပြီးတော့အမေရိကန်ကဒေသတွင်မှာထာဝရစစ် အခြေစိုက်စခန်းထိုင်ပြီးဝင်ရောက်ဆွဲဖက်ဖို့အစီအစဉ်တစ်ခုသာဖြစ်တယ်လို့ သတင်းဌာနကပြင်းပြင်းထန်ထန်ဝေဖန်သွားတာဖြစ်ပါတယ်။ဝေဖန်သူတချို့ကလည်းဒါငင်းချမ်းရဲ့ခေါင်းစဉ်တက်ထားတဲ့မြေသိမ်းပွဲကြီးလို့ဆွဆဲနေကြပါတယ်။မိတ်ဆွေတို့ရောဘလို့ထင်မြင်ပါသလဲ။မိမိရဲ့ထင်မြင်ချက်တွေကိုကောမန့်မှာမျှဝေပေးသွားပါအောင်ရှင်။အဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဒီလိုဘူးသူတောင်းရတဲ့ဗီဒီယိုတွေကိုတင်ဆက်ပေးသွားမှာမို့လို့ကျမတို့ရဲ့ NKB Entertainment YouTube Channel လေးကို Like and Subscribe လေးမလုပ်ရသေးဘူးဆိုရင် Like and Subscribe လေးလုပ်ပေးကြဖို့မေတ္တာရပ်ခံပါတယ်ရှင်။